ားလုံးပဲမင်္ဂလာပါဗျာကိုစိုး Sport Channel အားလုံးနဲ့တွေ့ဆချူတူပါကျောင်းသင်ငယ်ကျောင်းပြောင်းလုံးပဲမင်္ဂလာပါဗျာကဲမနေ့ကကျွန်တော်သင်ငယ်ချင်းတွေလမ်းခဲလိမ့်မယ်လို့ပဲကျွန်တော်တော့ယူဆပါတယ်မနေ့ကကျွန်တော်အော်ဝင်ဖြစ်ခဲ့ပါတယ် Free Channel ပါဆိုရင်ကျွန်တော်နှစ်ပွဲတင်ပေးခဲ့ပါတယ်နှစ်ပွဲလုံးအဆင်ပြေခဲ့ပါတယ်ဗျာနောက်တစ်ချက်ကျွန်တော်တို့ The Tree Channel ပေါ့ဗျာ The Tree Channel ပါဆိုရင်မနေ့ Norway Body တင်ပေးခဲ့ပါတယ် The Tree Channel ကတော့ကျွန်တော်တို့ join လာတဲ့သင်ငယ်ချင်းတွေနေနဲ့တောက်လျှောက်ဆိုတယ်လို့ဆိုတယ်လို့ပဲပေါ့ဗျာအောင်နေတာတွေ့ရပါတယ်ဗျာဒါဆိုကျွန်တော်တို့ join ထားရင်တော့မမှားတဲ့နေရာတနေရာလို့ပဲကျွန်တော်ပြောပြရစီဗျာဒီမှာဆိုရင်ကျွန်တော်ကောဘဖလာခြေခြေပွဲဥရောပဇုံပေါ့ဗျာပွဲစဉ်တွေကျွန်တော်ရှိတာတွေ့ရပါတယ်အဒီထဲမှာကျွန်တော်သုံးပွဲကိုရွေးထုတ်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ် channel ပွဲစဉ်လေးတော့အချိန်ရရလို့အတူဂျုံလေးတွေကျွန်တော်အကြိုက်လေးပြောပြပေးသွားမှာဖြစ်ပါတယ်ဗျာ ည9နာရီခွဲမှာကံပဲဘော့စနီးယားနဲ့ဆန်မာရီနိုဒီပွဲစဉ်မှာဆိုရင်တော့ဘော့စနီးယားအစတီရေ၄လုံး၅မှုနိုင်ပေးလာတယ်။ကိုပေါင်းစေးရ၄လုံး၅မှုရှုံးပေးလာတာဖြစ်ပါတယ်ဗျာ။အခုချိန်မှာဆိုရင်တော့ဘော့စနီးယားဂျီယာ၃လုံးရှုံးထိကျသွားတာတွေ့ရပါတယ်။ကိုပေါင်းစေးလည်းဒီလိုပါပဲ၄လုံးတရေ၄လုံး၁၀ပြားရှုံးလို့ထိကျသွားတာဖြစ်ပါတယ်။ဘော်ဒီရောကိုပေါင်းစေးရောဒုံးဆိုပြီးတော့ကျွန်တော်တို့တော်တော်လေးကိုကျသွားတာတွေ့ရပါတယ်ဗျာ။ဒီချက်လေးကိုကျွန်တော်သတိထားရပါမယ်ဗျာ။ ဘောဇင်ယာရေအုပ်စုမှာကျွန်တော်နှစ်ပွဲကစားပြီးသွားပါပြီနှစ်ပွဲလုံးနိုင်ရရှိထားတယ်ရာဂို3ကိုပေဂို2ကိုခွင့်ပြုထားတဲ့ဘောဇနီးယားဖြစ်တာတွေ့ရပါတယ်ဗျာအဲတော့ Cyprus ကိုအိမ်ဝင်းမှာ2-1နဲ့နိုင်ထားတယ် Romania ကိုအဝေးဝင်းမှာ1-0နဲ့နိုင်ရရှိထားတဲ့အတွက်ကြောင့်ဘောဇင်ယာခြေစွမ်းကလည်းမဆိုးဘူးလို့ပြောရမှာဖြစ်ပါတယ်ဗျာ San Marino ဘက်ကိုပြောမယ်ဆိုတော့ San Marino ကတော့နှစ်ပွဲကစားပြီးသွားပါပြီနှစ်ပွဲလုံးကျွန်တော်ရှုံးနေထားတာတွေ့ရပါတယ်ဒီပွဲကျမှကျွန်တော် Bosnia ဆိုရင် ဒီရိုမေးနီးယားရောအော်စတီးယားရောနဲ့တအုပ်စုတွေကြနေတဲ့အတွက်ကြောင့်အဆင့်နှစ်ပေါ့ဗျာအများဆုံးအဆင့်နှစ်နေရာကိုလူရမှာဖြစ်ပါတယ်ရိုမေးနီးယားနဲ့ကျွန်တော်အစိတ်တင်ပါမယ်ရိုမေးနီးယားနဲ့အပြိုင်လူရဖို့တော်တော်လေးရာခိုင်နှုန်းများတယ်လို့ပဲကျွန်တော်ယူဆပါတယ်ဒါကြောင့်ဒီလိုပွဲမျိုးမှာကျွန်တော်တို့အနိုင်ရလက်နိုင်အောင်ကစားလာလိမ့်မယ်ပွဲစဉ်တစ်ပွဲလိုပဲယူဆပါတယ်နောက်တစ်ချက်ကျွန်တော်တို့ဒီပွဲစဉ်ကနိုင်မှာပါဘာလို့ဆိုတော့ဆမ်မာရီနိုဆမ်မာရီနိုလိုကမ္ဘာအဆင့် အနေဆုံးအသင်းတော်မှာမနိုင်ရင်ဘယ်အသင်းမှနိုင်ပါလဲဗျာနောက်တစ်ချက်ကကျွန်တော်ဒီနေ့ပေးထားတဲ့ခြေတန်းပေါ့ဗျာကျွန်တော်တို့တော်တော်လေးတော့ပြင်းရှာတာပေါ့ဗျာသုံးလုံးရှုံးတော့ခြေတော့ကျလာတယ်ဆိုပြီးမှလည်းဒီနှစ်သင်းတွေ့ဆုံတိုင်းတွေ့ဆုံတိုင်းနှစ်ချိန်တော့တွေ့ဆုံထားတယ်ဒီနှစ်သင်းတွေ့ဆုံတိုင်းနှစ်ချိန်မှာဆိုရင်2005ခုနှစ်လောက်ပါဗျာဒါကတော်လေးတော့လှမ်းလှမ်းသွားပါပြီအနည်း20လောက်တော့ကျသွားပြီအဲ့ဒီတော့တော့ပေးခဲ့တဲ့ခြေတန်းရတော့သုံးလုံးတည်ပြီးခဲ့တာဖြစ်ပါတယ်အိမ်ခွင်းမှာဖြစ်ပါတယ်ဗျာ ဘော့စနီးယား3-0နဲ့အနိုင်ရရှိခဲ့တာတွေ့ရပါတယ်။ဒါကြောင့်ဒီနေ့ပွဲမှာပါဗျာ၃လုံးရှုံးပေးလာတဲ့ဂျေဒန်ဝီယိုရတော့ပြုတ်ကျဂျေရတော့ပြုတ်ကျသွားတယ်ဆိုပေမဲ့လည်းဆမာရီနိုကလည်းဟုတ်ပါတယ်။တခါတခါကြားလို့ရှိရင်မထင်မထင်သလိုပေါ့ဗျာ။ကောင်းတဲ့ခြေစွမ်းလေးတွေတော့ပိုင်ဆိုင်တယ်။ဒါပေမဲ့ကျွန်တော်အမြင်ကတော့မလွယ်ဘူးလို့ပဲယူဆပါတယ်။ဘော့စနီးယားဒီပွဲစဉ်မှာကျွန်တော်ကိုပြက်ခြေပြက်သွင်းထားမှပဲသူဟာ ကျွန်တော်တို့အဆင့်နှစ်ပေါ့ဗျာအဆင့်နှစ်လောက်ကိုမှန်းနိုင်မယ်လို့ပဲကျွန်တော်ယူဆပါတယ်ဒါကြောင့်ဒီနေ့ပွဲစဉ်မှာကျွန်တော်ဘောဆင်းရပေါ်တီကြိုက်ပါတယ်ဗျာကိုပေါင်းစည်းရတော့၄လုံးတေးပေါ့ဗျာ၄လုံးတေး၄လုံး၁၀ပြားရှုံးလောက်မှာဆိုတော့၄လုံး၅လုံးလောက်ထိရောက်သွားမယ်ပွဲစဉ်လို့ပဲကျွန်တော်ယူဆပါတယ်ကိုပေါင်းအပေါ်ပါကြိုက်ပါတယ်ဗျာဒီပွဲစဉ်ကျွန်တော်ဇုံပေါ်ကြိုက်ပါတယ်ဒီနှစ်ကြောင်းနဲ့တစ်ကြောင်းရွေးပါဆိုရင်တော့ကျွန်တော်ဘောဆင်းရပေါ်တီကြိုက်ပါတယ်ဗျာနောက်တစ်ခါတော့တနိုင်း၅မှာခံမယ်ဒီအုပ်စုသူတို့နဲ့ကျွန်တော်တို့အုပ်စုအတူတူပဲဖြစ်တဲ့ group h ကပေါ့ဗျာ ဩစတီးယားနဲ့ရူမေးနီးယားတို့ပွဲစဉ်ကိုကျွန်တော်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုတော့ဩစတီးယားကျွန်တော်180ရှုံးပေးလာတယ်ကိုပေါင်းစီရအုံလုံး80အနိုင်ပေးလာတာဖြစ်ပါတယ်ဗျာအခုချိန်မှာဆိုရင်တော့ဩစတီးယားကြီးက DJ ပဲပေါ့ဗျာ1ရှုံးဝင်ရိုးมาပဲငြိမ်သက်နေတာတွေ့ရပါတယ်ကိုပေါင်းစီရပြောရမယ်ဆိုတော့3လုံး30အနိုင်လောက်ထိကျေးတက်လာတာတွေ့ရပါတယ်ဗျာဒီနေ့သင်ထဲထဲတွေ့ဆုံမှုဟာတွေ့ရ5ချိန်တွေ့ဆုံထားတာဖြစ်ပါတယ်ဩစတီးယားကျွန်တော်2ချိန်နိုင်ပြီးတော့2ချိန်တည်ကြတယ်တချိန်ကတော့ရူမေးနီးယားအနိုင်ရရှိလာတာတွေ့ရပါတယ်ဗျာ ကျွန်တော်2020တော့ကျွန်တော် Nation League မှာ Australia ကွင်းမှာ Romania ဟာ3-2နဲ့အနိုင်ရရှိခဲ့တာတွေ့ရပါတယ်ဗျာအခုလက်ရှိ Current Form အနေထားတွေကြည့်မယ်ဆိုရင်တော့ဒီ Australia တော့အခုမှစကန်မှာဖြစ်ပါတယ်ပထမဆုံးပွဲဖြစ်ဖြစ်တာတွေ့ရပါတယ် Romania တော့ကျွန်တော်နှစ်ပွဲကစားပြီးတော့ပါ යි Romania နှစ်ပွဲမှာဆိုရင်တပွဲနိုင်ပြီးတော့တပွဲရှုံးနေထားတာဖြစ်ပါတယ်ဗျာ Romania ကျွန်တော် San Marino ကိုအဝေးကွင်းမှာ5-1ဆိုပြီးတော့ရလက်နဲ့အနိုင်ရရှိခဲ့တာတွေ့ရပါတယ်အိမ်ကွင်းမှာတော့ ဘော့စနီးယားကို1-0နဲ့ရှုံးနေထားတာတွေ့ရပါတယ်ဗျာဒီနေ့ပေးထားတဲ့ခြေတန်းအရကြည့်မယ်ဆိုရင်ရူမေးနီးယားကိုကျွန်တော်ဟော်လန်ပေးခဲ့တဲ့ကြီးတန်းပါဗျာ1ရှုံးပေးခဲ့တယ်ကိုပေါင်းစီ2ရှုံးပေးခဲ့တာတွေ့ရပါတယ်အဲ့ဒီဘွဲစင်မှာဆိုရင်တော့ဟော်လန်က3-0နဲ့ရူမေးနီးယားကိုအနိုင်ရရှိပူးပါတယ်ဒါကြောင့်ဒီကြီးတန်းနဲ့ကျွန်တော်ဟော်လန်လိုကမ္ဘာအဆင့်နံပါတ်6အသင်းနဲ့ရှင်းမယ်ဆိုရင်ဒီကြီးတန်းကကျွန်တော်တို့တော်တော်လေးပြင်းတယ်လို့ပဲကျွန်တော်တော့ ဒါကတော့ယူဆပါပဲကျွန်တော်ဒါ2 day တောက်တဲ့အမြင်ပါဒါကြောင့်ဒီနေ့ပွဲစဉ်မှာဩစတြီးယားအနေနဲ့အိမ်ဝင်းမှာအနိုင်ရလက်ရေးကြည့်ပါတယ်နောက်တစ်ချက်ကျွန်တော်ရူမေးနီးယားဘက်ကိုပြောရမယ်ဆိုရင်ရူမေးနီးယားကလည်း၃မှတ်ရရှိထားတဲ့အတွက်ကြောင့်ရူမေးနီးယားကလည်းခံပြီးတော့ဆော့လာမယ်ပွဲစဉ်လိုပဲကျွန်တော်ယူဆပါတယ်ဒီပွဲစဉ်မှာဆိုတော့ဘူဂီဒီအနေနဲ့ပေါ့ဗျာဒီပွဲစဉ်မှာကျွန်တော်ရူမေးနီးယားဘက်ကိုတကူးများ ပေးထားသလားပေါ့ဗျာ၃လုံး30အနိုင်အထိဖွင့်လာတယ်ဆိုတော့ဆိုတော့ခြေတန်းအရာကြည့်မယ်ဆိုရင်တကိုးပေးထားပုံရတယ်လို့ပဲကျွန်တော်တော့ယူဆပါတယ်ဒါကြောင့်ဒီနေ့ပွဲစဉ်မှာဩစတြေးလျအနေနဲ့အိမ်ခွင်းမှာပေးကိုးတကိုးပြန်ပြူသွားရနိုင်ပါတယ်။ဒါတော့ဒီပွဲစဉ်ကျွန်တော်တို့ဂိုးပေါင်းအပေါ်တော်တော်လေးကောင်းတဲ့ပွဲစဉ်ပါ။ဒီပွဲစဉ်မှာဆိုတော့ကျွန်တော်တို့ဩစတြေးလျကျွန်တော်180ရှုံး190ရှုံးပါဗျာ။1ရှုံးဝင်ရိုးမှာရှိတယ်ဆိုပေမဲ့လည်းဝေးခွင်းမှာကျွန်တော်တို့တကိုးတာရူမေးနီးယားတကိုးတာရခဲ့မယ်ဆိုရင်ဒီပွဲစဉ်ကဩစတြေးလျအနေနဲ့3ဂိုး တကိုးဆိုမှကျွန်တော်တို့အပြည့်စားမှဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီပွဲစဉ်ကိုကျွန်တော်2-1လောက်ပဲမှန်းတဲ့အတွက်ကြောင့်ကျွန်တော်ရူမေးနီးယားဘော်ဒီကိုကျွန်တော်ရဲစွန်ပြီးရွေးချယ်ပြလိုက်ပါတယ်ရူမေးနီးယားအနေနဲ့ဒီပွဲစဉ်မှာဆိုရင်တော့တကိုးသာစရမယ်ဆိုရင်တော့ပိတ်ပြီးတော့ကန်သွားဖို့များပါတယ်ဒါပေမဲ့ကျွန်တော်ဩစတြီးယားအိမ်ဝင်းလောက်ကောင်းတော့ဆိုပေမဲ့လည်းပေါ့ဗျာဒီပွဲစဉ်မှာကျွန်တော်ရူမေးနီးယားဘော်ဒီကိုပဲရွေးချယ်ပြလိုက်ပါတယ်ဗျာကိုပေါင်းစီကကျွန်တော်3-30နိုင်ပေါ့ဗျာကိုပေါင်းစီကတော့တော်လေးပြင်းရှတယ်လို့ပဲကျွန်တော်ယူဆပါတယ် ဒီနေ့သင်တွစ်စုံနဲ့တွစ်စုံနဲ့မှာပေးပေးထားတဲ့ကျွန်တော်ဂိုးပေါင်းစည်းအရာကြည့်မယ်ဆိုရင်ဒီဘွဲစင်ကကျွန်တော်တို့အမြင့်ဆုံးကြည်လဲဖြစ်တာတွေ့ရပါတယ်ဗျာဒါကြောင့်ဒီဘွဲစင်မှာဆိုရင်ကျွန်တော်ဂိုးပေါင်းအပေါ်ရွေးချယ်ပေးလိုက်ပါတယ်ဒီနှစ်ချောင်းနဲ့ကျွန်တော်တစ်ချောင်းရွေးပါဆိုရင်ကျွန်တော်ရူမေးနီးယားဘော်ဒီကိုအရေးဆုံးပြီးရွေးချယ်ပေးလိုက်ပါတယ်ဗျာနောက်တစ်ခါကျွန်တော်တစ်ချိန်တည်းမှာခံမဲ့အယ်ဘေးနီးယားနဲ့ဆာဘီယာဘွဲစင်ကိုကျွန်တော်ရွေးချယ်ထားပါတယ် ဒီပွဲစဉ်မှာဆိုတော့အဝေးဝင်းဖြစ်တဲ့စာဘီယာကနေပြီးတော့မဝင်မရင်းနဲ့ပေးထားတာတွေ့ရပါတယ်အဝေးဝင်းကနေပြီးတော့ level 30လောက်ပေးလာပါတယ်ကိုပေါင်းစီရနှလုံး20အရှုံးဖွင့်လက်ထားတာတွေ့ရပါတယ်ဗျာဒီနေ့တည်းကကျွန်တော်ထဲထဲတွေ့ဆုံမှုနှစ်ကြိမ်ရှိတာတွေ့ရပါတယ်2015 2014မှာတွေ့ကြတာဖြစ်ပါတယ် Euro ပါ Euro Cup မှာတွေ့ကြတာဖြစ်ပါတယ်ဒီပွဲစီကျွန်တော်တို့နိုင်နာကြတာတွေ့ရပါတယ်ဗျာဒီနေ့ပေးထားတဲ့ကျွန်တော်ဒီပွဲစဉ်ကတော့ကျွန်တော်ခြေတန်းအနောက်ကိုလိုက်มาဖြစ်ပါတယ်ဒီပွဲစဉ်မှာကျွန်တော်စာဘီယာအနေနဲ့ကမ္ဘာအဆင့်ကျွန်တော် 31ရှိတာလည်းတွေ့ရပါတယ်။သူတို့နိုင်ကြတဲ့ကျွန်တော်ချက်အသင်းတော်မှာဗျာ39ချက်အသင်းတော်မှာအဝေးခွင်မှာအေဘေးနီးယားကိုကျွန်တော်လေဗယ်5မူတိပေးတာတွေ့ရပါတယ်။ကိုပေါင်းစင်းကျွန်တော်နှလုံးကားမှုရှုံဖွင့်လက်တွားတာတွေ့ရတယ်။နောက်နောက်တစ်သင်းဆိုရင်ကျွန်တော်တို့ဆလိုဗေးနီးယားပေါ့ဗျာ။ဆလိုဗေးနီးယားဆိုတော့ကမ္ဘာအဆင့်ကျွန်တော်51မှာရှိတဲ့အသင်းပေါ့ဗျာ။ဆာဗီးယားအနေနဲ့ဂျာဝင်းမှာပေါ့ဗျာ။ တေရှုံးထီအောင်ပေးသွားတာတွေ့ရပါတယ်ဒီခြေတန်းနေနဲ့ရှင်မဲ့ဆိုရင်ဆာဘီယာဒီနေ့ပေးထားတဲ့ခြေတန်းကတော်တော်လေးပျော့တယ်လို့ပဲကျွန်တော်ယူဆပါတယ်ဗျာဒါကြောင့်ဒီနေ့ပွဲစဉ်မှာကျွန်တော်ဘာမှကျွန်တော်ထွေထူးထူးမပြောတော့ပါဘူးအေဗီနီးယားအနေနဲ့ခံစရာလည်းကောင်းတာလေကျွန်တော်တကယ်ကြီးမျိုးစုံအတီးဆုံးဖြစ်မှာပါဒါကြောင့်ဒီနေ့ပွဲစဉ်မှာကျွန်တော်အေဗီနီးယားဘော်ဒီကိုကြိုက်ပါတယ် ကိုပေါင်းရတာဒီပွဲစဉ်ကကျွန်တော်ကိုပေါင်းအောက်ဖို့ရခိုင်တော့များတဲ့အတွက်ကြောင့်ဒီပွဲစဉ်ကိုပေါင်းအောက်ကျွန်တော်ဇွန်အောက်ကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာဒီနှစ်ကြောင်းနဲ့တစ်ကြောင်းရွေးပါဆိုရင်တော့ဒီပွဲစဉ်ကိုကျွန်တော်ကိုပေါင်းအောက်ကိုကျွန်တော်ကြိုက်ပါတယ်ဗျာဒီအယ်ဘေးနီးယားနဲ့ဆာဗီးယားပွဲစဉ်ကတော့ကျွန်တော်ဟိုခြေစွမ်းတွေပါကျွန်တော်မပြောတော့ဘူးเนาะခြေရန်အနောက်ပဲကျွန်တော်ရွေးချယ်ပေးခြင်းဖြစ်ပါတယ်ဗျာအခြေတွင်းတွေအများကြီးတော့မပြောတော့ဘူးဖြစ်ပါတယ်ကျန်တဲ့ပွဲစဉ်တွေဖြစ်တဲ့ကျွန်တော်တို့ဆယ်နိုင်ဝဲမှာကဲမဲ့အန်ဒိုရာနဲ့ အင်္ဂလန်တို့ပွဲစဉ်မှာဆိုရင်အင်္ဂလန်ခြေတံတော်လေးပြင်းပြင်းရှားရှားဖွင့်လှစ်ထားတာဖြစ်ပါတယ်။လေးလုံး30နိုင်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။လေးလုံးကိုကိုပေါင်းစီကတော့လေးလုံး၅မူရှုံဖြစ်ဖွင့်လှစ်ထားတာတွေ့ရပါတယ်။ဒီပွဲစဉ်ကကျွန်တော်ကတော့ခြေတံပေါ့ဗျာ။ဟိုမမျှမတဖွင့်လှစ်ထားတယ်လို့ပဲကျွန်တော်ယူဆပါတယ်။နောက်တစ်ချက်ဒီပွဲစဉ်ကကျွန်တော်တို့အန်ဒိုရာကွင်းမှာကစားမှာမဟုတ်ပါဘူး။ကျွန်တော်ဂျာကွင်းမှာကံမှာဖြစ်ပါတယ်။အန်ဒိုရာကွင်းကဘာလို့ဆိုတော့ ဟိုတော်တော်လေးသေးတဲ့အတွက်ကြောင့်လည်းပါပါတယ်ဒီအခုပွဲစဉ်က RCD ဆိုတဲ့ကွင်းမှာကျွန်တော်ကံမှာဖြစ်ပါတယ်အဲ့ဒီကွင်းကကျွန်တော်စန်ဒိုရာနဲ့နီးတဲ့ပေါ့ဗျာစပိန်နိုင်ငံအစပန်ယိုကွင်းမှာကံမှာဖြစ်ပါတယ်ဗျာဒီပွဲစဉ်ကလည်းကြီးကောင်းလာမယ့်ပွဲစဉ်လို့ပဲကျွန်တော်ယူဆပါတယ်ဗျာအဲ့ကြောင့်ကျွန်တော်တို့ဂျားကွင်းဖြစ်တယ်ဒီကွင်းကတော့ကျွန်တော်လူနည်းနည်းဆန့်တယ်ပေါ့ဗျာအန်ဒိုရာကွင်းကတော့လေးသေးတဲ့အတွက်ကြောင့်ကျွန်တော်အင်္ဂလန်ပြည်သက်တွေလာဖို့ ဆိုရင်တို့ပတ်စံမရဘူးရှိတယ်လို့ပဲကျွန်တော်တို့ယူဆပါတယ်ဒါကြောင့်ဒီပွဲစဉ်ကကျွန်တော်တို့ဂျာခွင်းဖြစ်တဲ့ကျွန်တော်တို့စပိန်မြေမှာပေါ့ဗျာစပိန်မြေမှာကံကံမှာဖြစ်ပါတယ်အင်းဒါတော့ဒီပွဲစဉ်မှာတော့အင်္ဂလန်အနေနဲ့ AACC ကံမှာဖြစ်ပါတယ်ဗျာကျွန်တော်တွေ့ဆုံတွေ့ဆုံမှာဆိုလဲအမြဲလို့လို့ပေါ့ဗျာဂျေးကဟိုခြေပြက်ကိုပြက်တွေပဲအနိုင်ရလေရှိတဲ့အင်္ဂလန်လည်းဖြစ်တာတွေ့ရပါတယ်။အင်္ဂလန်ကတော့ဒီအုပ်စုမှာတော့ AACC ပေါ့ဗျာ။အင်္ဂလန်ကတော့ကျွန်တော်အုပ်စုဘုံနဲ့ပဲတက်ဖို့တော်တော်လေးများပါတယ်။ဒါကြောင့်ဒီပွဲစဉ်မှာတော့ အင်္ဂလန်ဒီဘွဲပြီးလို့ရှိရင်ဒီအန်ဒိုရာနဲ့ပဲအိမ်ဝင်းမှာကံအားမှာဖြစ်တဲ့အတွက်ကြောင့်ပါပဲဒီဘွဲစင်မှာတော့ကျွန်တော်ဇုံအောက်ကိုကျွန်တော်သဘောကျပါတယ်ဒီဘွဲစင်ကတော့ဒါတော့ဒါကျွန်တော်ငွေချင်းနေတဲ့ဆန့်ကျင်နေလိမ့်မယ်လို့ပဲကျွန်တော်ယူဆပါတယ်။ဘာလို့ဆိုကျေးတန်းရတာတခုခုတော့ကျွန်တော်မှားနေတယ်လို့ပဲကျွန်တော်တော့ယူဆပါတယ်။ဘာလို့ဆိုလေးလုံး30နာရီလေးလုံး20နာရီအနိုင်နဲ့ဖွင့်လှစ်ထားပြီးတော့ကိုးပေါင်းစည်းကကျွန်တော်လေးလုံး၅မှုရှုံးဖွင့်လှစ်ထားပုံရရင်ဒီပွဲစဉ်ကကျွန်တော်အောက်ဆုံးဖြစ်ရင်ဖြစ်မဖြစ်ရင် အပေါ်ဆုံးဖြစ်မယ်လို့ပဲကျွန်တော်တော့ပြောပြရသေးတယ်ဒါကြောင့်ကျွန်တော်အရေးဆုံးရွေးချယ်ထားခြင်းဖြစ်ပါတယ်ကျွန်တော်အောက်ဆုံးကျွန်တော်ကြိုက်ပါတယ်ဗျာကျွန်တော်ဖင်လန်နဲ့နယ်သာလန်ပွဲစဉ်ကတော့ကျွန်တော်ကိုကြေးရပါဗျာတော်တော်လေးတော့ကြာသွားတာတွေ့ရတယ်ကျွန်တော်နှလုံးငါးမှုနိုင်လောက်နေမှာဝမ်းရှုံထိကြာသွားတာတွေ့ရပါတယ်ဗျာကိုပေါင်းစီကတော့ဒီတိုင်းပါဗျာ၃လုံး30နိုင်ပါပဲငြိမ်သက်နေတာတွေ့ရပါတယ်အဲ့တော့ဒီပွဲကတော့ကျွန်တော်တို့ဒါကတော့ဟိုငြင်းရရမရှိပါဘူးကျွန်တော်နယ်သာလန်ပဲရဲရမှာဖြစ်ပါတယ်နယ်သာလန် 1G2 ဒီအဲ့လိုမျိုးနိုင်သွားဖို့များပါတယ်1ရှုံးဆိုပေမဲ့လည်းကျွန်တော်နှစ်ခုလောက်နဲ့နိုင်သွားမယ်လို့ပဲကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်ကျွန်တော် Netherland Body ကြိုက်ပါတယ်5ပေါင်းတော့ကျွန်တော်ဒါကတော့စွန်စားမှာဖြစ်ပါတယ်5ပေါင်းကျွန်တော်5ပေါင်းအောက်ကိုရွေးချယ်ပေးလိုက်ပါတယ်ဗျာကဲဒါကတော့ကျွန်တော်ဒီနေ့ရောအကြိုက်၃ဝဲအပြင်မှာအတူလေးတွေကျွန်တော်ဟို ပြောပြပေးသွားရဖြစ်ပါတယ်ကျောင်းသင်ငယ်ကျောင်းမျိုးတွေနဲ့ဒီနေ့ကျွန်တော်တုံးသွားတဲ့ဗီဒီယိုကြက်တင်နေတဲ့ဆိုရင် like subscribe follow လုပ်ပြီးတော့အားပေးသွားကြပါလို့ကျွန်တော် တောင်းဆိုပါရစေဗျာကျောင်းသင်ငယ်ချင်းတွေလည်းပေါင်းပြကြပါစေမြန်မာပြည်လည်းအေးချမ်းပါစေဗျာ